ဥချုံဟင်းနဲ့စွတ်တူနေတဲ့နေဝင်းကိုအာမနာနဲ့ဝေဖန်ပေးလိုက်တဲ့မြို့သနာတုံအားလုံးပဲမင်္ဂလာပါဒေဆယ်လေးပေဒီနုပေးကနေပြန်လေကားကျူဆိုလိုက်ပါရီဥချုံဟင်းဟာကွယ်လွန်သွားပြီမဲ့လေသူ့ရဲ့နုပညာတွေကြောင့်နမေကရှင်ကြံရစ်နေပါရီဥချုံဟင်းနဲ့ item တူအောင်လိုက်လုံနိုင်တဲ့သူကခက်ရှားရှားဖြစ်ပေမယ့်အစိုးရနေဝင်းကတော့ဥချုံဟင်းရဲ့ item နဲ့တူတယ်ဆိုပြီးတော့ဒီနေ့ဒီတော့တွင်မှာနမေကြီးလာပါရီ မြို့ကျော်ကိုရှောင်ဆိုတဲ့စကလုံးကနေစတင်ပြီးတော့နေဝင်းဟာဥကျော်ဟင်းကလုံးဖြစ်လာခဲ့သူပါနေဝင်းဟာနမေကြီးရက်ဆိုတော့တယောက်ဖြစ်ထင်ရှားရာကနေတရုတ်ဆောင်ဖြစ်လာခဲ့ပြီးပထမဆုံးရုပ်ရှင်ဇာတ်ကားနေတင်ကယ်ဒမီရှားသွားပါရီအချို့တွေကတော့နေဝင်းကိုဥကျော်ဟင်းငယ်ဟာပုံစံကိုမြင်ရတယ်လို့ပဲလို့ပြောကြပါရီ နေဝင်းရဲ့ item တွေရုပ်တင်တွေကဥကျော်ဟင်းနဲ့တွေ့လို့ပြောကြပေမဲ့လေမြို့တနာထုံးကတော့နေဝင်းကိုအာမနာနဲ့ဝေဖန်လိုက်ပါရီနေဝင်းရဲ့မြို့တနာထုံးကပြောတဲ့ဆိုရဲရုပ်ရှင်စကားကြီးထဲမှာတရုပ်ဆောင်ထားပါရီနေဝင်းကအောင်မျက်စံအဖြစ်တရုပ်ဆောင်ထားပြီးတော့ သူနေရာကနေတော်ရုံမင်းသားကလက်ခံမဲ့စရုပ်မဟုတ်ဘူးလို့ပြောကြပါရီပြောတဲ့စကားထဲမှာနေဝင်ရဲ့စူးစမ်းအထောက်မှုကိုလည်းမြို့တနာထုံကမြင်တွေ့ခဲ့ရပြီးအလားလာကောင်းသူဖြစ်မဲ့ချက်ပေးထားပါရီမြို့တနာထုံကနှုတ်ပညာလောကထဲမှာရက်တီလာတာကြာပြီဖြစ်လို့ဝိုင်းရင်းနှုတ်ပညာရှင်ဖြစ်နေပါပြီနေဝင်ကိုအားလုံးကဥချုံဟင်းသေးစားလေးလို့ပြောပေမဲ့မြို့တနာထုံကတော့တရုတ်ဆောင်စစ်စစ်ပဲဖြစ်သေးဘူးလို့ပြောလိုက်ပါရီ နေဝင်းရဲ့ idea ဟာဥကျော်ဟင်းနဲ့တူတာမဟုတ်တလို့ဥကျော်ဟင်းကိုလည်းမမီပဲနဲ့တယောက်ဆောင်စစ်စစ်ဖြစ်ဖို့အတွက်လိုသေးရလို့အာမနာနဲ့ဝေဖန်ပေးလိုက်ပါတယ်။နေဝင်းကပထမဆုံးစကားနဲ့ကရမီရှာသွားပြီးမယ်လေ။နောက်ထပ်စကားတွေမှာလည်းသူ့ရဲ့တယောက်ဆောင်ပုံတွေကမပြောင်းလဲသွားခဲ့ပါဘူး။ဥကျော်ဟင်းနဲ့တူရလို့ချစ်ချစ်ခင်ခံပေးနေပိုင်းမှာတော့နေဝင်းဟာဇိုးနီယာကနေပဲတယောက်ဆောင်ပြီးတော့နောက်ထပ်စကားတွေမှာလည်းလူမိုက်နီယာကနေပဲတယောက်ဆောင်လာပါတယ်။နေဝင်းရဲ့ကြည်တွေပြောရင်အခြားစရုပ်တွေတဲ့ဇိုးနီယာနဲ့ပို့ပြီးတော့လိုက်ဖက်နေပါရီ။ဟာတာစကားတွေမှလည်းဇိုးပုံစံဖြစ်နေပြီးတော့ပြောတယ်မှလည်းဇိုးဖြစ်နေပါရီ ဒါကြောင့်မြို့တနာတုံးကနေဝင်းကိုတရုတ်ဆောင်စစ်စစ်တရားဖြစ်ဖို့လိုအပ်တယ်လို့ပြောလိုက်တာပါနေဝင်းကကြိုးစားပေမဲ့လည်းတဖြည်းဖြည်းနဲ့အလောက်ကနေတင်ယူသွားနိုင်မှာဖြစ်ပြီးတော့အချိန်မှာတော့တရုတ်ဆောင်တရားဖြစ်လာမယ်လို့မြို့တနာတုံးကကြံပေးလိုက်ပါတယ်နေဝင်းကိုဥကြုံဟင်းသေးစားလေးလို့ပြောကြပေမဲ့အချို့ပြိသက်တွေကတော့ဥကြုံဟင်းနေရာမှာအခြားဘသူကမှစားထုတ်လို့မရပါဘူးဒါကြောင့်နေဝင်းကိုကိုဝိုင်းစတိုင်နဲ့သာတရုတ်ဆောင်ဖို့လိုအပ်ပြီးကိုဝိုင်းစတိုင်ရှိမှသာရေရှည်မှာရည်တည်နိုင်မှာဖြစ်ပါတယ်နေဝင်းကဆိုတော့တရားဖြစ်တာကြောင့်ရုပ်ရှင်မင်းသားဖြစ်ရှိုက်ကူးမေဆိုတော့ကဝေဖန်ခဲ့ရခဲ့ကြပါတယ် နေဝင်းနဲ့တရုတ်ရှင်မင်းသားအလုပ်ကမဖြစ်နိုင်ဘူးဆိုပြီးတော့ထိသေးခဲ့ကြပေမဲ့ကယ်ရမီစုကိုတော့ရှားသွားပါတယ်။နေဝင်းတယောက်ကယ်ရမီစုကိုရှားတော့ကလည်းမထိုက်တန်ဘူးလို့ပြောကြပေမဲ့လည်းကယ်ရမီဘုတ်ဖွဲကတော့ထိုက်တယ်လို့ရှားသွားတယ်လို့ပြောခဲ့ပါတယ်။အချို့ကတော့မြို့တနာထွန်းကကယ်ရမီမင်းသားကြီးကိုတောင်မှတရုတ်ဆောင်ဆစ်ဆစ်ဖြစ်ဖို့အတွက်တောင်မှအကြံပေးလိုက်ပါသေးတယ်။မြူတနာထုံကဝိုင်းရင်တယောက်ဆောင်တရားဖြစ်တယ်လို့အာမနာနဲ့ပြောပြနိုင်သူဖြစ်ပြီးနေဝင်းကိုဒီထက်ပိုပြီးတော့အာမင်စေချနာကြောင့်အကြံပေးလိုက်တာပါနေဝင်းကအုပ်ချုပ်ရင်းအိုက်တင်တွေကိုကူချပြီးတော့အကယ်ဒမီရသွားတာလား သူ့ရဲ့တရုတ်စာပေါ်တွေကတကယ်ပဲတတ်ဝင်ရလားဆိုတာပရိသတ်ကြီးရဲ့မြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ Celebrity နုပညာရှင်တွေရဲ့တင်ဆက်တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေးလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်မိကြပါနဲ့အောင်ရှင်အားပေးနှဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတဲ့ကိုစိတ်နှလုံးရှင်လင်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေးလေးကနေပြီးတော့စူတာမီတာစကားလေးလက်ဆောင်ပါလိုက်ပါစေနော်